အရှင်ဖရာတပည့်တော်မှရှောက်တင်ကျင်ပါတယ်ဖရာသမီးကိုအဖေကပြန်ယူရင်အပြည့်မရှိဘူးပြောနေပါတယ်ဖရာအဲ့ဒါဟုတ်ပါသလားဖရာသိကျင်ပါတယ်ဖရာမိမိဤသမီးကိုကျူးလွန်သောအဖေကန်ထိုက်မထိုက်တဲ့နော်ဒါအုတ်ထင်းသူကိုယ်တိုင်ကအဖေဖြစ်နေတယ်နော်အဲ့တော့ကန်ထိုက်မထိုက်ဆိုတဲ့ကိစ္စသမီးကိုစောင့်ရှောက်နေသောအမေရှိနေသေးလျင်တဲ့ ကျူးလွန်တော့ဖခင်ကန်ထိုက်ဤတဲ့နော်ဒါအမေကအုပ်ချုပ်နေတာဆိုလို့ရှိရင်ဒါအဖေကခိုင်းတာပဲအကယ်၍မိခင်မရှိ၍ဖြစ်စေရှိတော်လဲမစောင့်ချောက်ပဲထားသည်ဖြစ်စေလွန်ကျူးတော့ဖခင်ကန်မထိုက်ပါဘူးတဲ့စောစောကပြောခဲ့သလိုပဲကန်မထိုက်ဘူးဆိုတော့လဲစေတနာသည်အလွန်ရောက်မှလာတယ်ကိုသတိပြုပါနော်အဲ့ဒါတချို့ကန်မထိုက်တိုင်းလဲသွားပြီးတော့ဖြစ်နေပေါ့နော်ဤနေရာတွင်လည်းထက်ဆင့်မေးစရာရှိသည်တဲ့မိခင်မရှိလျင်ညီကိုမောင်နှမဆွေမျိုးတို့ကစောင့်ရှောက်နိုင်သေးသည်ဖြစ်၍ကံထိုက်တဲ့သည်မဟုတ်လားလို့မေးစရာရှိတယ်ဟုတ်တယ်နော် မောင်တော့အိမ်မှာမိသားစုတူတူနေကြတယ်အမေမရှိတော့အဖေပဲရှိတယ်အဲဆိုရင်နောက်အောင်မှာညီကောင်မောင်တို့မတွေရှိနေတာပဲဟုတ်တယ်မလားအဲ့ဒါအဖေကကမင်းတပတ်ဆန်ဆန်ကဘာလို့မထိုက်တာလဲလို့မေးရင်ဖြေမှာတဲ့ဖခင်အိမ်မှာနေသူဖြစ်လျင်ဖခင်အိမ်ဆောင်ချောင်းမှုကလူရင်းဖြစ်သည်ဆိုတာဆိုတော့ဦးသိန်းပြောခဲ့တယ်လို့လေနော်အိမ်မှာဟိုအမေဖေတွေရှိတယ်ညီကောင်မောင်တို့မတွေရှိတယ်ဆိုလို့ရှိရင်အမေအဖေရဲ့အထင်းသူအောက်မှာနေတယ်လို့ပဲခေါ်ရတာပေါ့နော်ဟုတ်ပြီအခုလည်းဒီမှာပေါ့နော်ဖခင်အိမ်မှာနေသူဖြစ်တဲ့အတွက်ကြောင့်ဖခင်ဆောင်ချောင်းမှုကလူရင်းဖြစ်ပါတယ်တဲ့နော် ဖခင်ဆောင်းချောင်းမှုဖခင်ဆောင်းချောင်းမှုအောက်တွင်ဖြစ်နေ၍အခြားသူတို့၏ဆောင်းချောင်းမှုသည်အကျုံးမဝင်ဟုမှတ်ရသည်အကယ်၍ဖခင်နှင့်အတူမနေဘဲနှင့်ညီကိုမောင်နှမဆွေမျိုးတို့နှင့်အတူနေကဆောင်းချောင်းထားအသူဖြစ်ရင်လူကျူးထိုက်တော့ဖခင်ကန်ထိုက်သည်ဆိုတော့အတူဘယ်သူနဲ့နေလဲဆိုတဲ့ပုံမှာတော်တော်မူတည်သွားပြီဒီကိစ္စနော်အဲ့တော့အဖေမေနဲ့တူနေတယ်ဆိုရင်အဖေမေရဲ့ဆောင်းချောင်းပေါအောင်မှရှိတယ်လို့ခေါ်ရမယ်။အဖိုးဘွားနဲ့နေမယ်ဆိုရင်အဖိုးဘွားဆောင်းချောင်းပေါအောင်မှနေတယ်လို့ပဲခေါ်ရတော့မယ်။နော်အဲ့တော့ဘယ်သူနဲ့နေတယ်လဲဆိုတဲ့အပေါ်မှာမူတည်သွားတာဒီစကား။ဒီဖြစ်သူချက်တွေကိုဒါလေ့လာပြီးတော့ ဧည့်သည်များအနေနဲ့လည်းပဲမိမိတို့မြင်တဲ့အမြင်ကို ကိုမမမှတ်ချက်တွေရေးသားပေးနိုင်ပါတယ်မိမိတို့ဒီဗေယလင်္ကာရဖြည့်ဆို့ထားတာဒီဒါဓမ္မဒိဋ္ဌံကြသလားမကြဘူးလားဆိုတာကိုမိမိတို့ရဲ့ကိုယ်ပိုင်အမြင်ကိုယ်ပိုင်အုံနောက်တွေနဲ့တွေးတောပြီးတော့ဖြည့်ဆို့ဖို့ဖိတ်ခေါ်ပါတယ်ဆိုတော့ဗေယလင်္ကာရဒီနေ့ဖြည့်ဆို့ထားတာကို ကြည်ချင်းအားဖြင့်ဓာတုရဲ့မူရင်းအာဘော်တော့ ဟုတ်ပုံမရပါဘူးကိုကိုင်ပြီးတော့မှဟိုစောက်ထဲရအတိုင်းကိုဖတ်ပြနေတာပဲဖြစ်ပါတယ်သူပြောတဲ့စကားတွေပေါ်မှာယုံကြည်နေကြတဲ့သူတွေကလည်းအများကြီးရှိတာ ው မိမိအပေါ်မှာယုံကြည်နေကြတဲ့သူတွေအများကြီးရှိတဲ့အခါမှာမိမိကိုယ်၌ကလည်းပဲဟိုစောက်ထဲမှာရှိတာပဲဆိုပြီးတော့မှဟိုပါရာဖတ်ဆိုတဲ့ပုံစံမျိုးမဖြစ်ဖို့တော့ရေးကြည့်တာပေါ့ ်စောက်တို့ကိုဦးသိန်းတို့တွေတွေ့ရှိတိုက်တယ်ဟုတ်တယ်စောက်ထဲမှာရေးထားတာတွေ့တယ်စောက်ထဲမှာရေးထားတဲ့အတိုင်းပဲဦးသိန်းတို့ကတခါတခါမှတွေကိုပြန်ပြီးတော့မှဒီအတိုင်းပဲဒါအမှန်ပဲဆိုပြီးတော့ချပြတော့မှလားပေါ့အဓိကကတော့ဦးသိန်းတို့ကတော့မိမိတို့ရဲ့ခေါင်းထဲကနေပြန်ဖြတ်ပြီးတော့မှအဲဒါဒီဟုတ်ကြီးမဟုတ်ကြီးမှန်ကြီးမှန်မှန်ကြီးဆိုတာကိုစင်ကျင်တွေ့တော့ပြီးတော့မှအများမြင်သာတဲ့ public area ကိုချပြတဲ့နယ်လို့ဥစဉ်ကတော့မြင်ပါတယ်။ဒါဗုဒ္ဓကလည်းပဲကာလာမတိုင်းသားတွေကိုကိတမုတိတုံမှာမြင်ကြခဲ့ပါတယ်။ ငါဟောထားတဲ့ပိဋကတ်တော်တွေနဲ့ညီညွတ်ရင်တောင်မှအမှန်မယူဆသေးနဲ့လို့ဒီလိုမြင်ကြားထားတာရှိပါတယ်။ဗုဒ္ဓရဲ့လမ်းတင်ကလည်းပဲဝိပ္ပဒလမ်းတင်မှာအကြောင်းအရာတစ်ခုကြုံတွေ့လာပြီဆိုလို့ရှိရင်ဒါကအမှန်လားဒါကအမှားလားဆိုတာကိုအဲကြောင်းကျိုးချင့်ချင်ပြီးတော့မှဝေဖန်မှုဆုံးဖြတ်မှုတွေပြုတ်ပြီးတော့မှအမှန်တရားကိုရှာဖွေကြရတာပါဆိုတော့ဦးသွန်းတို့တွေဟာဒီကာမေတုမိစ္ဆာစာရကံဆိုတာကအကုသို၁၀ပါးထဲမှာတစ်ပါးပါဝင်ပါ ပါဏာတိပါဒအရိဏာဒါနကာမေသူမိသာသာရဆိုတာခန္ဓာကိုယ်နဲ့ပြုကျင့်နဲ့မကောင်းတဲ့အကုသူအမှုကိုကာယဒုစရိုက်လို့ခေါ်ပါတယ်။အဲ့ဒီထဲမှာကာမေသူမိသာသာရဆိုတဲ့ကံဟာလည်းတပါးအပါဝင်ဖြစ်ပါတယ်။ဥဒ္ဓနောကာမေသူမိသာသာရကိုရိုးရိုးရှင်းရှင်းလေးပုတ်ခွဲကြည့်လိုက်မယ်ဆိုလို့ရှိရင်ကာမေသူရဲ့မိသာရဲ့ အာစာရရဲ့ဆိုပြီးခွဲကြရမှာဖြစ်ပါတယ်ဒီမိစ္ဆာစာရကိုအဘိဓမ္မာဦးဇင်းတို့ရိုက်ရှာကြည့်လိုက်တဲ့အခါမှာမိစ္ဆာရဲ့စာရရဲ့နှမျိုးတွေ့တာလည်းရှိပါတယ်မိစ္ဆာအာစာရလို့ပညာရှင်တွေသုံးဖြတ်တာလည်းရှိသလိုအဘိဓမ္မာလို့ရကလည်းမိစ္ဆာရဲ့စာရရဲ့နှမျိုးထွက်ပါတယ်ဆိုတော့ကာမေတုကာမတို့၌မိစ္ဆာမှားယွင်းစွာအာစာရဒါမှမဟုတ်ရင်စာရပြုတ်ကျင့်တာကိုကာမေတုမိစ္ဆာစာရကံလို့ဒီလိုဆိုလိုတာဖြစ်ပါတယ်ဆိုတော့ ဟိုကာမကဘယ်သူပိုင်နေဘဲဝါပိုင်နေဆိုတာတွေကိုဦးသင်းတို့တွေဒါတွေကိုစဉ်းစားနေရမှာမဟုတ်ဘူးလို့မြင်ပါတယ်ဒီရဲ့ကာမေသူမိသားစာရပုဂ္ဂလိကိုရှင်းရှင်းလေးတွေးကြည့်လိုက်လို့ရှိရင်ဒါထွက်တာဖြစ်ပါတယ်ဆိုတော့ကာမတို့၌မှားယွင်းစွာပြုကျင့်ခြင်းကိုကာမေသူမိသားစာရသောသောကဗျာလင်္ကာရစောက်ထဲမှာဖတ်ပြလိုက်တဲ့အတိုင်းမိခင်မရှိတော့တဲ့သမီးတယောက်ရဲ့ကာမဒီဖခင်ကထိမ့်သိမ့်ထားတာဖြစ်တယ်ဒါကြောင့်မို့ ဖခင်ယူလို့ရင်ဖခင်မှာကာမေသူမိသာသာရကမထိုက်ဘူးဆိုတာကိုဒီလိုဖြေကြသွားတာကိုတွေ့ရပါတယ်ဆိုတော့လောကအမြင်နဲ့လူမှုရေးအမြင်နဲ့ပြန်ကြည့်မယ်ဆိုရင်တော့မှကြည့်ကြည့်လိုက်ပါ ဟုတ်ပြီမိခင်မရှိတော့တဲ့သမီးဖြူတယောက်အဲ့သမီးဖြူတယောက်ကဖခင်နဲ့ပေါင်းတင်လက်ထပ်ပြီးတော့လူလောကထဲမှာနေထိုင်မယ်ဆိုလို့ရှိရင် လောကလူသားတွေရဲ့အမြင်မှာဒီရဲ့သားဖွားနှစ်ယောက် ဒါမှမဟုတ်ရသားဖတ်တဖြစ်လဲဇနီးမောင်နှံနှစ်ယောက်ကိုဘလို့ရှုမြင်ရမလဲပြည့်သက်တွေကရောဘလို့မြင်ရမလဲဒီအမြင်လေးတွေကိုဒါလေးတွေကိုလည်းကွန်မန်းထဲမှာဝင်ရောက်ပြီးတော့မှတ်ချက်ပေးပေးပါဦးဒါကိုကောင်းတယ်လို့မြင်ရမလားဒါကိုဆိုးတယ်လို့မြင်ရမလားဒီလိုပေါင်းသင်းနေခြင်းကိုမှန်ကန်စွာပေါင်းသင်းခြင်းလို့မြင်ရမလားမှားယွင်းစွာပေါင်းသင်းခြင်းလို့မြင်ရမလားဦးသိန်းကတော့ရိုးချင်းချင်းနဲ့မြင်ပါတယ် ဒါမသိတော့ဘူးမမြင်အပ်ဘူးလို့ဦးသိမြင်ပါတယ်အဲ့ဒါကို မိတ်ဆာလို့ခေါ်တာ ဖြစ်ပါတယ်ညော့ကိုယ့်ရဲ့သမီးတယောက်ကကိုကိုတိုင်းကာမကိုထိန်းသိမ်းထားတာပဲဆိုပြီးတော့ကျူးလွန်လို့ကာမဂုဏ်မှာမှန်ကန်တယ်လို့မြင်သွားလို့ရှိရင်ဒါဟာဓမ္မမဟုတ်ပါဘူးဓမ္မဆိုတာကတဘာဝအတိုင်းဖြစ်တည်နေတာကိုဓမ္မလို့ခေါ်ပါတယ်သွေးမတော်သားမဆက်တဲ့ ဇနီးမောင်နှံနှစ်ယောက်ပေါင်းတင်ဆက်ဆံနေခြင်းဟာတဘာဝကြပါတယ်ဒါဓမ္မပါမိမိသွေးကနေဖြစ်လာလိုက်တဲ့မိမိရဲ့သားသမီးကိုမိမိတို့ကပေါင်းတင်ဆက်ဆံမယ်ဆိုလို့ချင်းဒါတဘာဝကြမကြကြည့်လိုက်ပါဒီတော့အဗျာလင်္ကာရဖြေဆိုထားတဲ့ဖြေဆိုမှုဟာဓမ္မဒိဋ္ဌံကြသလားအခုဥစဉ်တင်ပြလိုက်တဲ့တင်ပြမှုဟာဓမ္မဒိဋ္ဌံကြသလားဆိုတာကိုအလုံးသောပြည့်တတ်ဒီကိုယ်တိုင်စဉ်းစားကိုယ်တိုင်နှလုံးသားနဲ့ခံစားပြီးတော့မှကိုကိုယ်တိုင် အမှန်တရားကိုရှာဖွေဖော်ထုတ်နိုင်ကြပါသည်ကြောင်းပြောကြားရင်းနဲ့ဒီတင်ပြချက်ကိုညီကုန်းကပ္ပဆုံးသပါတယ်အလုံးကိုကျေးဇူးများအရှင်ဖရာတပည့်တော်မှရှောက်တင်ကျင်ပါတယ်ဖရာဆရာတော်နံမီတော့မပြောတော့ပါဘူးဖရာဆရာတော်တပားကတမီးကိုအဖေကပြန်ယူရင်အပြည့်မရှိဘူးပြောနေပါတယ်ဖရာအဲ့ဒါဟုတ်ပါသလားဖရာသိကျင်ပါတယ်ဖရာတဲ့ဦးစင်လည်းကြည့်လိုက်ရပါတယ်နော် သူကကာမီတုမိစ္ဆာစာရကံထိုက်မထိုက်ဆိုတာကိုရှင်းပြတာပါ ကာမိတုမိစ္ဆာစာရကံထိုက်သည်ဖြစ်စေမထိုက်သည်ဖြစ်စေအဖေနဲ့သမီးအမေနဲ့သားမောင်နှမတွေးချင်းဆိုတာတွေကမှားအပ်တဲ့အရာတွေမဟုတ်ဘူးเนาะအဲ့ဒီလိုအဖေနဲ့သမီးအမေနဲ့သားမောင်နှမတွေးချင်းတွေဟာမှားမှားအပ်တဲ့အရာတွေဖြစ်တဲ့အတွက်ကြောင့်အဲ့ဒီလိုတွေမှားမယ်ဆိုရင်အင်ကုဒရနိကေတိကနိပတ်ဒုတိယပါဏာတကဗေမနဝတ်ပါလောကသုံးမှာမိစ္ဆာဓမ္မဖြစ်တယ်လို့မြတ်စွာဘုရားကဟောကြားခဲ့ပါတယ် ဲ့ဒီလိုမိစ္ဆာဓမ္မဖြစ်စေတဲ့အတွက်ကြောင့်အဖေနဲ့သမီးအမေနဲ့သားဘောင်နှမတွေးချင်းဆိုတာတွေက လုံးဝမှားတဲ့မှားထိုက်တဲ့အရာတွေလည်းမဟုတ်သလိုမှားမိမယ်ဆိုရင်အပြစ်လဲကြီးသည့်အပြင်ဒီလိုမှားခြင်းမျိုးဟာအောက်တန်းကျတဲ့မှားခြင်းမျိုးလည်းဖြစ်ပါတယ်နော်အဲဒါကြောင့်ဒီလိုမှားခြင်းမျိုးဟာလုံးဝမှားတဲ့မှားထိုက်တဲ့အရာမျိုးမဟုတ်ပါဘူး